မင်္ဂလာပါရှင်ဒီနေ့ကတော့950စက်တော့ဤကကနိဗ္ဗတ်ထေကနိဗ္ဗတ်တရားကိုကုန်တကံပူဝါစက်တော့အကြောင်းဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီစက်တော့ကတော့ကျဆွပင်သောနတ်အားဇကွဲမုံနှင့်ပူဇော်တဲ့ဖြစ်တတိပြရတော့စိရင်သားအကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နလူတို့ဤစီအားဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်တာဝတိမြို့တော်ဝယ် အခစားလို့၍အတ္တမွေးသူမဟာဒုက္ကဒမြေတော်သူစင်ရဲ့တယောက်ရှိလေ၏သူအခါတဝတိမျိုးသူမျိုးသားတို့သည်ဖျားမှုရှိသောတန်ခါကိုယံခါတူးသည်ယံခါနှူးသုံးပောင်း၍ယံခါတလန်းလုံးယံခါတမျိုးလုံးလူတန်းလေးရှိကြကုန်၏တနည်းတည်း၌တလန်းလုံးညီညွတ်ကလူတန်းကြရာ အချို့ကရာဟုယူခဲ့ကြရင် အချို့ကခဲပဲယူခဲ့ကြရန်စသည်ဖြင့်ချင်းချင်းစောဩကြကုန်၏ထိုအခါမာဒုက္ကဒတိထိုခยีလန်း၌နေသည်ဖြင့်ငါသည်အလွန်စည်ရဲလာ၏ရာခုလူအပ်တော်ငါမတတ်နိုင် ခဲပဲကိုလူမြင်ဟုကြံစီကတိမ်မွေးနူးညံ့သောဆံကွဲကိုထောင်း၍ရေဖြစ်နေကမယိုးရက်ဖြစ်ထုတ်လျက်ပြာပေါ်၌အုံး၍ ကျက်နဲ့တော်အခါမြက်စွာပြားကိုလူမည်ဟုမုတ်ကိုယူလျက်မြက်စွာပြားတန်သွားကအတင်းဆောင်ဆန်၍နေလေ၏ခဲပွဲယူခဲ့ကြဟုဆိုတော်အခါတခွန်းနေသောစကားဖြစ်ပင် သူတစ်ပါးယင်ဦးအောင်သွား၍မြက်စွာပြားအားကန့်လူလေ၏မြက်စွာပြားလည်းတခြားသူတို့ခဲပွဲကိုအလိုမခံတော့ပေမဟာတက္ကတာ၏စံကွဲမှုကိုတာဖုံးပေးတော်မူ၏တခဏချင်း၌ မြတ်စွာဘုရားသည်မာဒကုတာဤဇံကွဲမုတ်ကိုအမြိုက်တုတ်တာဖို့ကဲတော့မြင်းမြင်းရှက်ရှက်ဖုံပေးတော်မူသည်ဟုတမျိုးလုံးလည်းပြိုင်နဲ့အိုးအိုးကြက်ကြက်ဖြစ်လေ၏ထိုအခါအယုံဆုံးတကားဆောင်မအစာမုံမတ်တင်နာပတိအထိတမျိုးလုံးစီဝေးကတုထက်ငါတဆနဆစသည်ဖြစ်ဥစ္စာတို့ကိုပေးကြလျက်တာတို့ခေါ်ကြကုန်၏ မာဒုက္ခလည်းဥစ္စာတို့ကိုယူက အလိုအဖို့တို့ကို အမြပေးဝေလေ၏တကနာချင်းလျင်ရွှေကိုကလေးတို့ကိုရလေ၏မြတ်စွာဘုရားလည်းအနုမောဒနာပြုပြီးလျင်ကျောင်းတော်တို့ပြန်လေ၏မင်းကြီးလည်းညချမ်းအခါမာဒုက္ခကိုခေါ်၍တတိယတို့ဖြင့်ချီးမြှောက်လေ၏ယန်းတို့လည်းတရားတပင်ဝဲ မာဒုက္ခအကြောင်းစကားဆက်မိတွေပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူကယန်းတို့ယခုခါ၌တာမာဒုက္ခဤစကွဲမုတ်ကို အမြိုက်ဒုဒ္ဒါဘုကဲ့သို့ဖုံးပေးသည်မဟုတ် ရှေးအခါယခုဆိုး၌ဖြစ်စဉ်၌လဲစာဘူးပြီးယခုအခါ၌တာငါ့ကိုမြည်၍တတိယဒုကိုရသည်မဟုတ်ရှေးအခါ၌လဲ ရဘူးဘီဟုမိတော်မူကအောက်ပါတိဇက်ကိုဆောင်းတော်မူသည်နှလေပြီးသောအခါဗာရဏဒီပြေဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းဒီကုတော်ရဝဲကျက်စုပင်ဆောင်းနဲ့ရုပ်ကဆိုးနဲ့ဖြစ်လေ၏ထိုအခါလူတို့သည်နတ်ကိုကိုကွယ်ပါတာလေးရှိကြကုန်၏တနေ့တစ်၌နတ်ပူဇော်ပွဲတစ်ပင်ဖြစ်လက်တော်လူတို့သည် မိမိတို့ကိုကိုွယ်ရာတပင့်ကြီးတို့ကိုချင်းလဲတုတ်တင်၍ပန်းနဲ့တာနတ်တာပြောင်းအခုအထုံတို့ကို၎င်းရွှန့်ခဲပွဲဘောစင်တို့ကို၎င်းယူဆောင်ကြလျက်မိမိတို့ကိုကိုွယ်ရာယုကဆိုးနတ်တို့အားပူဇော်ပါတကုန်၏သူစင်းရဲ့တယောက်လဲကျက်စုပင်တပင်ကို ရှင်းလင်းတုတ်တင်၍သကွဲမုံနှင့်ရေတမုတ်ကိုယူဆောင်ကကျက်စုပင်ဆောင်နှင့် ရုပ်ကစုံနဲ့အာပူဇော်မည်ဟုတွား၍အနည်းတွင်ရက်လျက်နတ်တို့မြည်ဒီမှာနတ်ဩဇာကိုစားကြသည် ကျက်စုပင်ဆောင်ရုပ်ကစုံနဲ့လည်းဤဇကွဲမုတ်ကိုစားမည်မဟုတ်တို့တွင်နတ်အာမပူဇော်မပတာတော့ပြီငါပင်စားတော့မည်ဟုကြံစီလျက်ပြန်မည်ပြုလေ၏ထိုအခါရုပ်ကစုံနဲ့သည် ကျက်စုပင်ကွားတွင်ရက်လျက်ဦးယောက်ကြားတင်းသည်အကယ်၍ စည်းစိမ်ရှင်ဖြစ်ညာအံ့ငါအာကောင်းတော်ခဲပွဲဘောစဉ်ကိုပူဇော်ပါတပေမည်ယခုမူကားအလွန်စင်ရဲ့လာ၏ငါသည်တင်မို့ကိုမစားဘဲတဘာတော်ခဲပွဲကိုအဘေကြောင့်စားရမည်နည်းငါအဖို့ကို မပျက်စီးပါစေလင့်နတ်တို့မြည်ဒီမှာကိုကွယ်ပါတတို့များစားတော်အစာအာဟာရကိုပင်စားရမည်ဖြစ်သည်တင့် ဇကွဲမုတ်ကို ယူခဲ့ပါဟုဂုံမငယ်ရောက်အောင်အာပိစကားပြောကြ၏သူစင်းရဲလေရုပ်ကဆိုးနတ်ကိုမြင်၍အာသက်တရောဖြစ်က ပူဇော်ပါတာလေ၏ရုပ်ကဆိုးနတ်လေဇကွဲမုတ်မှာဩဇာကိုစား၍မေအိုယောက်ျားဘဲအတွက်ငါ့ကိုပူဇော်ပါတာတနည်းဖြင့်အရှင်နမင်းအကျွန်ုပ်မှာအလွန်စင်းရဲလာ၏နမင်းကိုမြည်၍ ဆင်းရဲမှလွတ်လို့သည့်အတွက်ပူဇော်ပါဒပါသည်ဟု ပြောလေ၏ထိုအခါကျက်စုပင်ဆောင်နှက်သည်အိုယောက်ျားမစိုးရင်နဲ့တင်ကငါကိုယေရှုပြုပေသည်ငါသည်တင့်အားယေရှုတုတ်ပြန်၍ဆက်မည်ငါကျက်စုပင်ကိုဝန်းရံလျက်လက်ပင်ချင်းထိ၍တည်သောရွှေအိုများရှိသည်တင်နေမင်းကြီးကိုအစ်င့်လင်းလျှောက်ကြပြီးလျင်သူ့ဖို့တည်อยู่၍ မင်းရင်ပြင်တွင်ပုံစီလော့မင်းကြီးသည်နှစ်တက်တော်မူသည်ဖြင့်တင့်အားတထေးရာသူကို ပေးလိမ့်မည်ဟုပြောဆိုကာပျောက်ွယ်လေ၏သူစင်းရဲလေနတ်မင်းဆိုတိုင်းပြုလေ၏မင်းကြီးလေသူစင်းရဲအားတထေးရာသူဖြင့်ချင်းမြောက်လေ၏သူစင်းရဲလေကျဆူပင်ဆောင်ရုပ်ကဆိုးနတ်ကိုမြည်၍ကြီးစွာသောစည်းစိမ်ချမ်းသာကိုရရှိလေ၏ ဤတို့လျှင်မြတ်စွာဘုရားသည်အတိတ်ပြဆုံးဗန္နတန်သောဝိထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါသူစင်းရည်သည်ယခုအခါသူစင်းရည်ကျစ်စုပင်သောယုကဆုံးနှင့်သည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ကုန်ကဘူဝဇက်တော်ဤတွင်ပြီးဤကုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကို ူပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။